AI ကိုအတန်နဲ့ဓာတ်ရိုက်အပြန်အလှန်ကျွန်တော်တို့မေးမြန်းကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပထမဆုံး Google Chrome နဲ့ကိုဝင်လိုက်ပါကျွန်တော်တို့ကြိုက်နေတဲ့ရာဘရိုဇာတွေကိုလည်းကျွန်တော်ဝင်လို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်အပေါ်မှာကျွန်တော်ဘာရိုက်ပေးရမှာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ AI ပေါ့နော် AI Studio ဆိုပြီးတော့ရိုက်လိုက်ပါတော့။ AI Studio Google ဆိုတဲ့ဟာရှိရပါတော့အောက်မှာအဲ့ဒီဟာတွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ။ Okay ဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ဆုံးမှာ Google AI Studio ဆိုတာရှိရပါတော့အဲ့ဒီထဲကိုကျွန်တော်ဝင်ပေးလိုက်ပါ။ โอเคကျွန်တော်ခုလိုမျိုးပေါ်လာတယ်ဗောနော်ဒီမှာ available region for ဗောနော်ဒီမှာသူကအဲ့လိုမျိုးပြတယ်ဗောနော်အဲဒါကျွန်တော်ဒါကိုပြတယ်ဆိုတာကတော့ကျွန်တော်တို့ဒီထက်ကိုကျွန်တော်တို့ဝင်ပြီးတော့มาသုံးမယ်ဆိုလို့ရှိရင်เนาะကျွန်တော် VPN ခံထားဖို့လိုအပ်ပါတယ်အဲဒါကိုကျွန်တော်ပြောချင်တာဗောနော်အဲ့တော့ကျွန်တော်တို့ကဒီရှေ့ဆုံးစာမျက်နှာကိုပြန်သွားလိုက်ပြန်သွားပြီးတော့มาကျွန်တော်ကတော့ကျွန်တော်ထဲမှာဒီ VPN ရှိရတဲ့ကျွန်တော်ဒီ VPN ကိုကျွန်တော်အရင်ဆုံးကျွန်တော်ကြော်ပေးလိုက်တယ်ဗောနော်မိတ်ဆွေတို့ကလည်းမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာအဆင်ပြေတဲ့ VPN တစ်ခုကိုကြော်ပေးလို့ရပါတယ် Okay ပြီးသွားပြီဆိုတော့ကျွန်တော်ကျွန်တော်ဒီ Google Chrome ကိုပြန်ဝင်ဝင်ပြီးတော့มาကျွန်တော်အစောအတိုင်းပဲ AI Studio Google ဆိုပြီးကျွန်တော်ပြန်ရိုက်လိုက်ရိုက် ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော် Google AI Studio ဆိုတဲ့ကိုပြန်ဝင်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်โอเคဒါမျိုးဆိုတော့သူ့ရဲ့ website ထဲကိုကျွန်တော်ဝင်သွားပြီပေါ့เนาะအဲဒါကကျွန်တော် VPN မပါဘဲနဲ့ဒီထဲကိုဝင်လို့မရဘူးဆိုတာကိုကျွန်တော်ပြောချင်တာပဲဖြစ်ပါတယ်အဲအဲ့ဒီတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဆက်ဆက်ချင်းကျွန်တော်ကတော့ account ဝင်ထားပြီးသားမလို့ပို့လို့ပေါ့เนาะတကယ်သူက Google account နေပါတယ်တောင်းနေဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီထဲမှာကိုယ့်ရဲ့ Gmail account တစ်ခုကိုကျွန်တော်တို့ထည့်ပေးဖို့လိုအပ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်ထက်ကိုသွားရမလဲဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာပေါ့เนาะ live audio to audio dialogue ပေါ့เนาะအဲအဲ့ဒီဟာလေးရှိတယ်အဲ့ဒီထက်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคခုလိုမျိုးဒီထဲကိုရောက်သွားပြီဆိုလို့ရှင်เนาะဒီမှာပေါ့เนาะဒီလိုမျိုးပေါ်လာတယ်အပေါ်လာပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာပေါ့เนาะအတန်နဲ့ပတ်သက်ပြီးတော့သူက permission တွေပါတောင်းတယ်ဆိုလို့ရှင်เนาะကျွန်တော် allow ပေးပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအစပြီးတော့မှကျွန်တော်မေးမယ်ဆိုလို့ရှင်ဒီအပေါ်က TLK top ဆိုတာလေးကိုကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ် Hello AI မင်းမြန်မာလိုကောင်းကောင်းပြောတတ်ပါသလားဟုတ်ကဲ့ပြောတတ်ပါတယ်ဘာတိကျွန်တော်လဲမင်းနိုင်ပါတယ်မြန်မာနိုင်ငံရဲ့သူရဲကောင်းတယောက်ဖြစ်တဲ့ဘိုးကျော်အောင်ဆန်းကိုသိပါသလား ဟုတ်ကဲ့သိပါတယ်ပူကျူဟောင်ဆန်ကမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရေးပါဆုံးခေါင်းဆောင်တရားပေါ့နော်ဒါဆိုရင်သူ့ရဲ့မှတ်ပုံတင်နံပါတ်ကိုရောသိလားပူကျူအောင်ဆန်ရဲ့မှတ်ပုံတင်နံပါတ်ကိုတော့ကျွန်တော်သိပါဘူးခင်ဗျဒါကကိုရေးကိုတာအချက်လက်တွေဖြစ်လို့ကျွန်တော်မှမရှိပါဘူးခင်ဗျရန်ကုန်မြို့မှာရှိတဲ့တကူးကြီးဖျားဆယ်သူအကြောင်းကိုပြောပြပေးပါ။ ရန်ကုန်မှာတကူကြီးဖရာတီမညာကြီးရှိပြီမယ်အထင်ကရဖရာတီထဲမှာအထောင်ဖရာကြိုက်ခောက်ဖရာစူးလေဖရာနဲ့လေးစုတပ်ပုံဖရာတီကတော့လူတိများဆုံးဖရာတီပေါ့နော်ဒီဖရာတီကတမိုင်းကြောင့်အမွေနေတယ်လက်ထစ်တယ်လို့ဝိပြုဆိုတော့ခေါနေရာလေးလည်းဖြစ်ပါတယ်မွန်ပြည်နယ်မှာရှိတဲ့တကူကြီးဖရားတွေအကြောင်းကိုပြောပြပါ ုံပီနေမဆိုရတော့ဂျိုက်တီယုဖျာဂျိုက်ကမီလေနဲ့ကျုခမီရဲလေဖျာနဲ့မောလမြိုင်မျိုးကဥစိနာဖျာတွေကထင်ရှားပါတယ်ဂျိုက်တီယုဖျာကတော့မြမပီမာအထင်ရှားဆုံးဖျာတွေထဲကတစုပါပဲ โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်ဒီမြန်မာလိုပေါ့เนาะမြန်မာလိုမေးပြီးတော့မှကျွန်တော်လည်းဒီမှာဒါရိုက်သူနဲ့အဲ့လိုမျိုးအမေးဖြေတွေကျွန်တော်လုံးလုံးရတယ်ပေါ့เนาะဒီနေရာကအဓိကကကျွန်တော်ပြောချင်တာကတော့ဒီထဲဝင်မယ်ဆိုလို့ရှိရင်เนาะကျွန်တော် VPN ခံပြီးတော့ဝင်ပေးရမှာပဲဖြစ်ပါတယ်အားလုံးပဲအသင့်ပေးကြပါသေးခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးเนาะ